ကဲဒီတစ်ခါမှာတော့မစားရတာကြာပြီဖြစ်တဲ့ကြဲဟင်းကားဒီလေးကိုပဇွန်နဲ့ကြော်ပါမယ်။အရင်ဆုံးခရမ်းချီဒီလေးတွေကိုလီးထားမယ်။ချစ်တုံနီဒီလုံးနောက်ကိုလည်းပပလီးတာ။ချစ်တုံပြူသုံးမွာလောက်ကိုလည်းကြားရိုက်ထားမယ်။ကြဲဟင်းကားဒီတွေကအစီထုတ် ပြီးရင်တော့အနေတော်လေးတွေလေးထားမယ်။အားလုံးပြင်ပြီးသွားပြီဆိုရင်တော့ကျင်းငါးသီးလေးတွေကိုစားနဲ့အရင်ဖြူးထားလိုက်။ကျင်းငါးသီးလေးတွေနွမ်းပြီးတော့အရသာပူဝင်သွားအောင်လို့ခဏလောက်နှစ်ထားပေးလိုက်။ပဇွန်လည်းအခွန်နှွားပြီးတော့ရှင်းထားမယ်။ရှာပြီဆိုရင်တော့ခနာဖဲတာ 10မိနစ်လောက်စားစင်ပေးထားတဲ့ကြိန်ကားသီးလေးတွေနဲ့နွမ်းသွားပါပြီ။စားရီပျောက်သွားအောင်လို့ရေဆေးပေးလိုက်မယ်။ဒီနေရာမှာအခါတက်ရော့ကျင်တော့ကြာကြာလေးစိန်ရေညစ်ပေးရပါမယ်။ကြိန်ကားသီးကိုခါခါလေးပဲစားကျင်တဲ့အတွက်ရေအကြာကြီးမဆေးခဲ့ပါဘူး။ပြီးရင်တော့ကြော်မဲအိုးတွေကိုစီးတဲ့ချက်သွုံပြူချက်သွုံနီချဲ့ပြီးစီးတတ်မယ်။နုံးသွားပြီဆိုရင်လှီးထားတဲ့ခရမ်းချီမီတွေကိုထည့်။မပြစိမ်းသားလေးပါနည်းနည်းထည့်ပြီးစီးတက်လိုက်တယ်။မြို့သီးစိမ်းမုံနဲ့စွန်းနှွေးမုံပါထည့်။ နန်းလေးမွေးဝအောင်အကုန်လုံးရောပြီးတော့စီတက်ပေးလိုက်ပြီးရင်တော့ရေလေးနဲ့နဲ့ထည့်ရှင်းထားတဲ့ပဇွန်လေးတွေမှာထည့်ပြီးတော့အနှစ်ဖြစ်တဲ့အထိချက်ထားပေးလိုက်မယ်10မိနစ်လောက်အဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်ပြီးရင်တော့အရသာအတွက်မေယိုကောင်းလေးနဲ့နဲ့ထည့်တယ်စီတီးကတော့ကြိုက်လို့ထည့်တာပါပြီးရင်တော့စားလေးနဲ့ထည့်ပြီးတော့မှုပေးလိုက်ခုနကရေဆေးပြီးစစ်ထားတဲ့ကြဲဟင်းကားလေးတွေပါတခါလေးထည့် ရေးလေးနဲ့နဲ့ထည့်ပြီးတော့နှောင်းသွောင်းအောင်အဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်မယ်။ပြီးရင်တော့ဒန်းဒလွန်ရွက်ကိုအရေးတောက်လေးချက်ချင်တာနဲ့ဒန်းဒလွန်ရက်ကြီးခူးမယ်။ပြီးရင်တော့ရေးသေးချစီရွက်ကလေးတွေပဲချွေမယ်။ရရင်တော့ခဏပေးတာ။ကျင်းငါးလေးနဲ့ပစွန်လေးချက်ပြီးအရသာလေးအနေတော်ပဲဆိုလို့ရှိရင်တော့ရပါပြီ။ တဲ့လွန်ရဟင်းကျချက်ကိုရေတအိုးအရင်ဆူအောင်တဲ့ယေဆုလာပြီဆိုရင်တော့ကျက်တွန်ပြူပစွန်ကြောင်းနဲ့စားကိုထည့်ပြီးတော့ယေဆုအောင်ပြန်တည်ပေးလိုက်ယေဆုလာပြီဆိုရင်တော့ခုနကဆေးပြီးစစ်ထားတဲ့ဒန်းလွန်ရက်တွေပါထည့်အိုးချခင်ကြီးမှာငရုတ်ကောင်းလေးပါထပ်ထည့်မယ်အရကအနေတော်ပဲဆိုရင်ဒန်းလွန်ရက်ဟင်းကျိုလေးကတော့အစင်သင့်ဖြစ်ပါပြီအနံလေးကမှွေးနေရမယ်ချစ်တဲ့ငယ်ချင်းတို့စားပါဦး ီနေ့တော့ကျင်းကားသီးနဲ့ပစွန်ကြော်ရယ်တွဲဆဖို့အရေတော့ဒန်းဒလွန်ရွက်ဟင်းဂျိုလေးနဲ့လည်းတွဲပေးထားပါတယ်စီရီကတော့အရေကိုအခုလိုမျိုးပကံထဲကိုထည့်ပြီးတော့ခလောက်စားတာပို့ပြီးတော့ကြိုက်ပါတယ်ဟိုးအရသာလေးကရိုးရှင်းပြီးတော့အရန်ကိုစားလို့ကောင်းတယ်ချစ်တဲ့ငယ်ချင်းတို့လည်းလက်ချက်ကြည့်လိုက်တော့နော်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်